မားဆိုရင်အဲဒီယာဒီမှာသူ့ရဲ့ dribbling တွေက50ရာခိုင်နှုန်းလောက်ပဲအောင်မြင်တာကိုလည်းတွားပြီးတွေ့ရတယ်သူ့ရဲ့ကန်ချက်တွေကလည်းထိရောက်မှုအားနည်းနေတာတွေ့ရတယ်ဒါပြီးခဲ့တဲ့ယာဒီယာသူယမားကဒီ box ထိတ်လေးရနေပြီးတော့ဝေးဝါးပြီးကန်လိုက်မှသူဒီ goal box ထဲကိုပြေးနေတဲ့ဘောလုံးတွေကိုမြင်တွေ့ခဲ့ရပါမယ်ဒီယာဒီမှာတော့ကန်ချက်တွေတိကျမှုကတော်တော်လေးအားနည်းတာကိုတွေ့ရတယ်ဒီကန်ချက် အလုံးပေါင်း DR 26ကြိမ်ကန်ထားရတယ်။အဲ့ထက်က6ကြိမ်ပဲ5ပေါက်တဲ့ပြီးတော့သူ2ဂိုးပဲရထားလို့လည်းတွေ့ရတယ်ပေါ့နော်။ဒီခုစီစဉ်ကိုတဖက်တလက်မှကူညီပံ့ပိုးပေးရတာကတော့ရွှေကျိုးမြေတွင်တင်းအပန်းဖြေရေကူးကန်တဲ့စားပွဲဆောင်မှဖြစ်ပါတယ်။ရွှေကျိုးမြေမှာဆိုရင်မိသားစုလိုက်ဖြစ်ဖြစ်မိတ်ဆွေပေါင်းသင်းများနဲ့ဖြစ်ဖြစ်အပန်းဖြေရေကူးရင်းအားယူဖို့အတွက်ဘန်ဂလိုများကိုလည်းမိတ်ဆွေတို့တက်တောင်းတက်တာဖြစ်စေဖို့အတွက်စီစဉ်ပေးထားပါတယ်။ရွှေကျိုးမြေရေကူးကန်ရဲ့ရေသန့်စင်ကြီးစနစ်ဟာဟိုတယ်နဲ့နိုင်ငံတကာစံချိန်စံညွန်တိုင်း အချိန်ပြည့်ရေမော်တာကြီးများကိုအသုံးပြုပြီး24ရက်နေပတ်လုံးမောင်းနှင်တန်းစင်ပေးထားတဲ့စနစ်ကိုအသုံးပြုကြတာဖြစ်လို့တန်းစင်မှုအတွက်ယာနုံပြည့်အာမခံပေးနိုင်ပါတယ်။လူတယောက်ချင်းစီမှာပါဝင်နိုင်တဲ့ချွေးနဲ့မမြင်နိုင်တဲ့အညစ်အကြေးများကိုချက်ချင်းချပြပြဖို့အတွက်ကလိုရီများကိုပုံမှန်ထည့်သွင်းပေးထားပြီး pH 7ရေသွေးပြည့်မီအောင်အမြဲတမ်းထိန်းသိမ်းပေးထားပါတယ်။ချွေးကျွန်းမြေမှာလူဦးရေများပြားတဲ့ပါတီပွဲလုပ်ချင်တာဖြစ်ဖြစ်ကုမ္ပဏီမိတ်ဆုံစားပွဲအဲ့ခန့်ချင်တာဖြစ်ဖြစ် နေရာကျဉ်းဝန်းစွာနဲ့လွတ်လပ်စွာတည်တံ့ဧကန်စားတောက်ရေကူးဖို့အတွက်ဝန်ဆောင်မှုများလည်းရှိနေမှာဖြစ်ပါတယ်။ရွှေကျွန်းမြေမှာဆိုရင်အပတ်စဉ်စနေတနင်္ဂနွေနဲ့ရုံးပိတ်ရက်တွေမှာ music band တွေရဲ့တည်တချင်းဖျော်ဖြေမှု DJ အစီအစဉ်တွေကိုလည်းနေ့စဉ်နေ့လယ်12နာရီကနေညနေ9နာရီထိထည့်သွင်းပေးကြပါတယ်။ချင်းနာထောင်မယ်ရေကူးမယ်ဘန်ဂလိုနဲ့အေးဆေးနားယူမယ်ဆိုရင်တော့ရွှေကျွန်းမြေမှာမြွေထွေးစွာဖိတ်ခေါ်လိုက်ပါလေရွှေကျွန်းမြေလိပ်စာကတော့ရန်ကုန်တွန်တေးကားလမ်းမှာရေကျော်ရွာထိပ်ပန်းလိုက်တရာအစင် လိုင်းသာယာ BOC လမ်းဆောင်လိုင်းသာယာ program မှာကားဖြင့်3မိနစ်ခန့်သာဝေးကွာတာဖြစ်ပါတယ်။နေ့စဉ်နနက်မနက်9:00နာရီမှည10:00နာရီအထိဖွင့်လှစ်ထားရှိပါတယ်ခင်ဗျာ။ဆက်ကောပေးတဲ့များအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဒီတစ်ပတ် Super Sunday ညမှာရှင်ပြိုင်ကစားကြမဲ့ Real Madrid အသင်းနဲ့ Barcelona အသင်းတို့ရဲ့ Clasico ပွဲစဉ်ကိုကျွန်တော်နဲ့တူအားကစားကလောင်ရှင်နေဖြစ်တဲ့ကောင်းတဲ့စီသူကသုံးသပ်ပြောဆိုပြီးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ညီလေးမင်္ဂလာပါဗျ။မင်္ဂလာပါကိုဝင်။မင်္ဂလာပါ ဟုတ်ကဲ့ပါဒီရာသီပေါ့လေဒါအက်ကလစ်စီကိုပွဲစဉ်ကတော့ဒါနီးပြစားပြီးအလုံးဆိုပထမဆုံးပွဲလဲဖြစ်တယ်ပေါ့လေအဲ့တော့ဒါပြီးခဲ့တဲ့ရာသီမှာတော့ရီယယ်မက်ဒရစ်ကဒါဘာစီလိုနာကိုတချိန်မှမနိုင်သွားဘူးပေါ့လေအဲ့အရာလေးကလည်းအရင်စိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့အလွန်ဆိုအနေနဲ့သူ့ရဲ့နီးပြဘွားဒီရီယယ်နီးပြဘွားပေါ့လေဒါပထမဆုံးအက်ကလစ်စီကိုမှာတော့ဟိုဘလို့ရလတ်မျိုးဒါထွက်ပေါ်လာမယ်ဆိုတော့အရင်စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့လေအဲ့တော့ဒီပွဲအချိန်နေနဲ့ပတ်သက်ပြီးတော့ဒါစီတူကအရင်ဆုံးစပြီးတော့ဆွေးနွေးပြပါဦးဗျအာဟုတ်ကဲ့ဗျာ အဲကိုဝင်ပြောသားသလိုပဲမနစ်ကရလက်ကရီယယ်မက်ဒရစ်အတွက်တော်တော်လေးခါတည်တယ်ပေါ့နော်ဂိုးပြတ်ရှုံးပွဲတွေ4-0လို့ရှုံးပွဲတွေ5-2လို့ရှုံးပွဲတွေပါတယ်ကစားပုံအားဖြင့်မရှင်နိုင်ခဲ့ဘူးပြီးတော့စုစုပေါင်း3ဂိုးဆိုရင်16ဂိုးခွနှစ်ဂိုးနဲ့ရှုံးနိုင်ခဲ့တာပေါ့နော်အဲ့တော့ဒီလိုမျိုးရိုက်ခတ်မှုကပဲရီယယ်မက်ဒရစ်ကိုဒါ modernize modernize ဆိုတာသူတို့ရဲ့ဒီ philosophy ပေါ့နော် playing philosophy ကို modernize လုပ်ဖို့အတွက်ဖြစ်လာစေတယ်လှုပ်လဲလှုပ်နေတယ်အခုအပြောင်းအလဲတွေလည်းစပြီးတော့မြင်တွေ့နေရတယ်ပေါ့နော် ဘာစီလိုနာအသင်းဘက်ကတော့မနစ်ကလာလီကာချန်ပီယံအပါဝင်ပေါ့နော်ဒိုမက်စတစ်ဒဘယ်ကိုရထားတယ်ဟိုအားရဖို့ကောင်းတယ်ပေါ့နော်သူတို့ရဲ့အနေအထားကခြေစွမ်းပိုင်းမှာလဲဒီကဘာရဲ့အထိတ်ဆုံးတန်းကစားရန်တစ်ခုပိုင်ဆိုင်ထားတယ်ဒါပေမဲ့ပြဿနာကသူတို့ဒီလက်ရှိအက်လက်စီကိုအတွက်ဒဏ်ရာပြဿနာတွေတော်လေးများပြားနေအောင်တွေ့ရတယ်ပြီးတော့ဒီပွဲမတိုင်ခင်ခြေစွမ်းတွေပေါ့နော်ခြေစွမ်းတွေကိုကြည့်တဲ့အခါမှာလဲရရန်မှုလေးတွေရှိပြီးတော့အထူးသဖြင့်သူတို့ရဲ့ခံစစ်ပိုင်းအပေါက်အပြဲတွေပေါ့နော်အဲ့တော့အဲ့ခံစစ်ပိုင်းအပေါက်အပြဲတွေက တော်တော်လေးလည်းကြီးမားတယ်တိုက်စစ်ကကစားသမားရဲ့အထူးသဖြင့်ဒီ pressing ကိုဥဆောင်တဲ့ဒီအကောင်းဆုံးကစားသမားဖြစ်တဲ့ Rafinha ပေါ့နော် Rafinha မပါဝင်ခြင်းနဲ့အတူဘာစီလိုနာရဲ့ဒီတိုက်စစ်ပိုင်း pressing ကတိတိကျကျအကျဆင်းနေတယ်အဲ့ကျဆင်းနေခြင်းကသူတို့ရဲ့ခံစစ်ကိုပါတိုက်ရိုက်တက်ရောက်မှုတွေရှိနေပြီးတော့ချုပ်ပြောရမယ်ဆိုရင်ဘာစီလိုနာကခံစစ်ပိုင်းဆိုင်ရာပြဿနာတော်တော်လေးကြုံတွေ့နေရတယ်ပေါ့နော်အဲ့တော့ဒဏ်ရာပြဿနာရှိတယ်ခံစစ်ပိုင်းပြဿနာရှိတယ် Real Madrid ကတော့အရန်အကောင်းဆုံးဆိုတဲ့ပုံစံတော့မရောက်သေးဘူးဒါပေမဲ့ပြန်လေတိဆောက်ဆဲ အနေအထားမှာတော့အရန်ကျင်တဲ့ဖို့ကောင်းတဲ့ရလက်တွေကစားဟန်တွေကိုပြသထားတာတွေ့ရတယ်ပေါ့နော်ဒါကြောင့်မလို့ဒီပွဲကမနစ်ကပွဲရင်လည်းခြားနာတဲ့ပွဲတစ်ခုဖြစ်လာဖို့ရှိတယ်အမ်ပြောမယ်ဆိုရင်တော့ဒီ Real Madrid အတွက်ဂျာဗီအလွန်ဆိုအတွက်ပထမအဦးဆုံး El Clasico အရသာကအမ်ဘလို့ဖြစ်လာမလဲပေါ့နော်ဒါတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ topic လေးဖြစ်ပါလိမ့်မယ်ဗျဟုတ်ကဲ့ပါဒါဟိုကကိုကောင်းတဲ့ကဆက်ပြီးဆွေးနွေးပြီးပါအောင်ဗျဒါဘာစီလိုနာအသင်းကလက်ရှိမှာဒဏ်ရာပြဿနာကြီးလည်းနည်းနည်းလေးများနေပေါ့ဒါဟို Real ထဲစာရင်တော့အဲ့တော့ ကွင်းလမ်းမှာလည်းဒီချောင်းကပါဖို့မပါဖို့မသေးကြဘူးတကယ်လို့သာဒီချောင်းသာမပါလို့ရှင်ဒါ P3 ရဲ့ဒီအကောင်းဆုံးတွက်ဘက်တစ်ယောက်မပါတဲ့အနေအထားမျိုးမှာက Real Madrid ရဲ့ကွင်းလမ်းကိုရှင်ဖို့ဆိုတော့တော်တော်လေးခက်ခဲသွားမှာပေါ့လေအဲ့တော့ဟိုတကယ်တော့ Barcelona အသင်းကလက်ရှိမှာဒီခံစစ်ပိုင်းကလည်းနည်းနည်းလေးဟိုချုံရင်းချက်တွေလည်းရှိနေတယ်အဲ့လိုအဲ့လိုပဲဒီတိုက်စစ်မှာလည်းခုနစီသူပြောသွားတဲ့အချိန်မှာလည်းပါတယ်ဒီ Rafinha မပါတာက သူတို့ရဲ့ဒီ first line သူတို့ဟာ defend ပါဘို့လေဒါ present လုပ်တဲ့နေရာမှာအခုလက်ရှိမှာဒါရမားတို့ဒါ ref တို့ကနည်းနည်းလေးအားနေတယ်ဗောလေအဲ့တော့ဒီလိုအရာမျိုးတွေအားနေတာအဓိကသူတို့ကိုင်းလေပိုင်းအားကောင်းမှရမှာဗောအဲ့တော့ဟိုဘာဆီလိုနာအနေနဲ့တကယ်လို့ဒါဒီချောင်မပါခင်ရှိတော့ဟိုဘယ်လိုမျိုးကိုင်းလေပိုင်းပြင်ဆင်လာနိုင်လဲဘယ်ကစားသမားက B2 ရဲ့အကောင်းဆုံးဟိုပါတနာဖြစ်လာနိုင်လဲဆိုတာအခင်းချင်းနဲ့ပတ်သက်ပြီးတော့ဒါကိုကောင်းသိကဆက်ပြီးဆွေးနွေးမျိုးဗောအဟုတ်ပါတယ်ဘာဆီလိုနာဘက်ကိုကြီးလိုက်မယ်ဆိုရင်ကျွန်တော်တို့ဟိုတိုက်စစ်မှာပြီးခဲ့တဲ့ ယာရီအက်ဂလက်စီကို၄ဘွဲမှာဂိုးတွေသွင်းပေးခဲ့တယ်လီဗန်ဒေါစကီဆိုဒီအဲ၄ဘွဲပေါက်မှာ၅ကိုသွင်းထားတယ်ဒီရာဖင်ညာဆို၅ကိုသွင်းထားတယ်လီဗန်ဒေါစကီဆို၃ကိုသွင်းထားတယ်ဒီကစားသမားတွေမပါဝင်နိုင်ဘူးဒီကြားထဲမှာမှဒီယမားကလည်းဒန်ဟန်ပြဿနာတွေကြုံတွေ့ထားရတယ်ဒန်ဟန်ကနေပြန်လာပြီးရဲ့နောက်ပိုင်းမှာလည်းသူ့ရဲ့အကောင်းဆုံးပုံစံကိုရရှိမနေဘူးဒီ decision making တွေမှားတယ် ဒီ present မှာလည်းနည်းနည်းလေးလျော့တယ်ပေါ့နော်ဒီငိုရီယားမှာ Marcus Rashford ကလည်းဒီ present ပေးတဲ့နေရာမှာတိတ်ပြီးအားကောင်းတဲ့ကစားသမားမဟုတ်တဲ့အခါမှာဒီ Barcelona ရဲ့ဒီ first present ကိုကအများကြီးအားယော့သွားတယ်ပေါ့နော်အားယော့သွားတဲ့အခါမှာဒီသူတို့ရဲ့ cancel ကဒီ high line defense ကလည်းသွားပြီးတော့ဟိုပြိုင်ဘက်တွေအတွက်နည်းနည်းလေးဘယ်လိုပြောမလဲအဲပြစ်မှတ်ထားတဲ့ကိစ္စလေးဖြစ်နေတယ်ပေါ့သူတို့ရဲ့ high line defense ကလည်းဒီမှာလည်းသူတို့ ဟယ်ရီဂါစီယာတို့ကူဘာစီတို့ဒီရီယယ်မက်ထရစ်ရဲ့တိုက်ဆက်မှုတွေဖြစ်တဲ့ဒီဗီနီရှက်ဂျူနီယာတို့အမ်ဘာပေတို့ရဲ့ဒီပေ့စ်ကိုနော်တော်တော်လေးကိုရှင်ပြီးတော့လဲလိုက်သွားဖို့ရှိတယ်အဲ့တော့ဒီကွေးလက်မှာဒါဒီကြောင့်မပါလာဘူးဆိုရင်တော့ဘာစီလိုနာမှာတော့ဒီလက်ရှိရာသီမှာဒီယမားကလည်းအကောင်းဆုံးခြေစွမ်းရမနေဘူးအဲ့ဒီနေသားမှာဘာစီလိုနာရဲ့ဝင်ရိုးထိမ့်ပေးထားတာတော့ဒီပက်ထရီနဲ့ဒီရောင်းမှာပဲအဲ့တော့ဒီဒီရောင်းတာမပါလာဘူးဆိုရင်ဘာစီလိုနာရဲ့ကွင်းလယ်ကအများကြီးအားနည်းသွားဖို့ရှိတယ်ဒီပက်ထရီနဲ့ဒီ ဒီ battery နဲ့ဒီဟိုဟာပေါ့ဒီ farming low pass ကအဲ farming low pass ကနံပါတ်10 row မှာကစားမယ် battery ကအနောက်မှာရှိမယ်ဒီဒီ battery ရဲ့တွဲဖက်အနေနဲ့တော့ဒီ casado ပဲရှိမယ်လို့ထင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဟိုဘာစီလိုနာကတဲ့ဟိုဆော့ဆော့ကဟိုကောင်းတဲ့ပြောရတဲ့ထင်ပါလေပါတယ်ရှမားက ီဒဏ်ရာနေပြန်လဲတက်တာပြီးတဲ့နောက်ပိုင်းဝင်ကစားတဲ့ပွဲတွေမှာသူ့ရဲ့ decision making အမှားတွေပေါ့လေတော်တော်ဆိုးဆိုးပါပဲ။တော်တော်ဆိုးဆိုးပါပဲဆိုတော့ကဒီဒီနေရာမှာဒီနည်းနည်းလေးတိုက်ဆိုင်တာပေါ့လေဒါရမားမှာပါတဲ့နှစ်ပွဲပေါ့အဲ့ဒါဘယ်ပွဲလဲဆိုတော့ guitar fin နဲ့ပွဲလားမသိဘူးဒါ3 3နဲ့9နဲ့ပွဲနောက်တစ်ပွဲကဒါ valencia ကိုစစ်စည်းနဲ့9နဲ့ပွဲအဲ့ပွဲမှာဒီဒါတော်တော်လေးသူတို့ရဲ့အသင်းလိုက်စုစည်းမှုဟိုကောင်းကောင်းနဲ့ဒီတကယ်ကိုဟိုဘယ်လိုပြောမလဲ solid performance ကိုပြသနိုင်တယ်ပေါ့လေအဲ့တော့ရမားကလက်ရှိမှာအတူမျိုးဟိုအမှားလေးကြီးလည်းရှိနေတယ်အဓိကတော့သူ့ရဲ့ဒါနေပြပိုင်းဆိုင်ရာဟိုမင်းကျက်မှုကအဲ့အပိုင်းလေးကလည်း ပါတာဆိုတော့အခုလက်ရှိသူရင်ဆိုင်ရမှာကဒါပြီးခဲ့တဲ့ရာသီဒါချန်ပီယံလိမှာဘီဖီကာနဲ့ တို့ဆုံမှုတယ်ဗောအခုလက်ရှိ Real Madrid ရဲ့ဒီဘယ်နောက်ကန်ဆုံးကတော့ဒီ Carrius နဲ့သူเนี่ยနှစ်ယောက်ရဲ့ဒီရင်ဆိုင်မှုလေးကလည်းစိတ်ဝင်စားဖို့ကောင်းလာဆိုတော့ဒါဒီအချိန်လေးနဲ့ပတ်သက်ပြီးတော့ဒါကိုယ်အောင်ဆက်ပြီးပြောပြပါဦးအာဟုတ်ကဲ့ပါဒီ Carrius ကကျွန်တော်တို့ရှေ့ preview လေးမှာလည်းကျွန်တော်ပြောခဲ့ပြူတယ်ဗောနော်ဒီ Benfica ကနေပြီးတော့တို့ Euro 6တန်းနဲ့နေရလိုက်တယ်ဒီ Real Madrid ရဲ့ဒီ basket နီးပြရောက်လာတာဗောနော်အစားပြီးလုံးဆိုရှေ့နီးပြတွေမှာတော့တို့တူးချင်းထူးချွန်မှုတွေကိုအားကိုးပြီးတော့ဒီ chaos တွေနဲ့တွားတဲ့ပုံစံဒီဇာဘီလုံးဆိုရဲ့လက်ထက်မှာတော့ Vinicius Junior လို့ကစားသမားမျိုးတောင်မှဒီသူ့ရဲ့ positional structure တွေကိုဝင်အောင် ကစားလာတဲ့အနေဒါမျိုးမှာဒီ Carreras ကဒီ Vinicius Junior Mbappe ဒီ Cavaminha တို့ရဲ့အနောက်ကနေပြီးဟန်ဂျယ်လေးတခုကိုထိမ့်ပေးထားနိုင်တယ်အဲခန်းစစ်အားဖြင့်လည်းတော်တော်လေးစိတ်ချရတာကိုသွားပြီးတော့တွေ့ရတယ်ပေါ့နော် Real Madrid ခန်းစစ်တန်းကိုကြည့်လိုက်မယ်ဆိုရင်ဒီဒီ Carreras ရဲ့တွဲဘက်ဒီဘက်က3ယောက်ကအမြဲတမ်းထိုင်ရပြဿနာနဲ့ရင်ဆိုင်နေရတယ်ကစားသမားတည်ငြိမ်မှုတွေမရှိဘူးတွဲဘက်ပြောင်းဆုံးနေမြဲ Carreras ကတော့ဒီရာဒီ Real Madrid မှာပွဲတိုင်းဒီပါကိုသူပွဲထွက်ပြီးကစားပေးထားတယ်အဲ့တော့ Yamaha ကတော့ပြောမယ်ဆိုရင်တော့တူးချင်းအနေထားမှာတော့ Carreras ကို ိတ်ပြီးတော့ကြောက်စရာတော့မရှိဘူးအဲဒါပေမဲ့သူ့ကိုအိတ်တူးချင်းနေတယ်ပဲအချိန်ကုန်သွားအောင်ကာရက်ကပြုတ်လုံလားဒီဇာဘီလွန်ဆိုတာပြုတ်လုံပြီးတော့သူ့ရဲ့တက်တီကယ်ဘိုင်းကိုဟိုရှတ်ဒေါင်းလုပ်ချတာမျိုးကိုကျွန်တော်တို့ဟိုညှော်မှန်းကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ကာရက်နဲ့အဲယမားကလည်းစိတ်ဝင်စားဖို့တော်တော်လေးကောင်းပါတယ်ဟုတ်ကဲ့ပါဟိုရီယယ်မက်ဒရစ်ကတကယ်တော့ဘာပဲပြောပြောလက်ရှိအနေအထားလေးတစ်ခုမှတော့ ဟိုဖောင်အရာရောဒါဟို performance အရာကောဒါဘာစီလိုနာထက်နည်းနည်းလေးဟိုမဆိုးတလောက်လေးပေါ့လေနေပါပါဟိုတာနေလို့ပြောလို့ရတယ်ပေါ့လေအဲ့တော့ဒီလက်ရှိမှာဒါဇာဗီအလွန်ဆိုနေတဲ့အခုလာမဲ့သူ့ရဲ့ဒီပထမဆုံးအက်ကလစီကိုမှာပေါ့ဒါဘာစီလိုနာကိုဒါရင်ဆိုင်လာမယ်ဆိုရင်ဒါဟိုသူ့ရဲ့ဒီပုံမှန်ဟိုသူဟိုရင်ဆိုင်နေကြပုံစံအတိုင်းပဲသူ့ရဲ့ system အဲ့လိုမျိုးဟိုနီးပြွားပိုင်းဆိုင်ရာချမှတ်ပြီးတော့ရင်ဆိုင်လာမှာဒါမှမဟုတ်ဒီပွဲတစ်ပွဲ အတွက်ပေါ့လေဟိုလက်တွေ့ဆန်းဆန်းမျိုးကြီးကပ်လာနေတာအထူးသဖြင့်ကတော့ဒီဘာစီလိုနာရဲ့ဒီ highlight defend ကနည်းနည်းလေးဟိုဘယ်လိုပြောမလဲဟိုအပေါက်ပြဲအရင်များတယ်ပေါ့လေအဲ့တော့လက်ရှိမှာဒါ Real Madrid ကသူ့ရဲ့တိုက်စစ်ကစားသမားတွေကဒါဘာစီလိုနာရဲ့ဒီ highlight defend ကိုဒါဖြိုခွင်းနိုင်နေတဲ့ဒါ pace ကလည်းအလုံလောက်ရှိနေနေဆိုတော့ဒါအဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့စီစဉ်ဆက်ပြီးဆွေးနွေးပြပါအောင်ဗျဟုတ်ကဲ့တချို့သောအစိတ်အပိုင်းတွေကိုအဲဒီ reactive idea တွေပေါ့နော်ဘာစီလိုနာရဲ့အားနည်းချက်တွေကိုထိုးနှက်ဖို့အတွက်ပြင်ဆင်လာလိုက်မယ်တချို့သောအစိတ်အပိုင်းတွေကိုတော့ အလုံးစိုးသွားနေတဲ့ပုံစံအတိုင်းပဲဆက်လက်ကင်ဆယ်လာမယ်လို့ကျွန်တော်ကတော့ယူဆတယ်ပေါ့နော်အဲပြီးတော့ဒီရာဒီရဲ့ပွဲကြီးအနေနဲ့ဆိုရင်ကျွန်တော်အတလက်တီကိုမက်ဒရစ်နဲ့ပွဲကိုရင်ဆိုင်ပြီးသွားပြီပေါ့နော်အဲ့တော့ရီယယ်မက်ဒရစ်မှာကစားပုံပိုင်းဆိုင်ရာပြဿနာက ထွေထူးမရှိဘူးသူတို့တော်တော်လေးပြည်လေတယ်ပေါ့နော်ဒီအခု transition ပေါ့ Ancelotti လက်ထက်ကနေအလွန်ဆိုလက်ထက်အပြောင်းလဲ transition ကတော်တော်လေးညင်သာတယ်ပြီးတော့အရွေ့လဲပုံပေါ်တယ်ပေါ့နော်ဒါပေမဲ့တခုရှိတာက Ancelotti လက်ထက်က mentality အထူးသဖြင့်တော့ဒီအသင်းရဲ့ဒီ leadership ကစားသမားတွေပေါ့နော် တဖြည်းဖြည်းနဲ့နည်းလာတယ်တကြီးကစားသမားတွေဒီအသင်းရဲ့ identity နဲ့အမြဲတမ်းဒီကစားသမားတွေတဖြည်းဖြည်းနည်းလာပြီးတော့လူငယ်တက်သေးတွေများလာတယ်ပေါ့နော်အဲ့တော့ Atletico Madrid နဲ့ပွဲမှာကအဲ့ဒီလူငယ်တွေကြိုက်ချိုးခံခဲ့ရတယ်ပေါ့နော်စိတ်ပိုင်းဆိုင်ရာအရာရော pressure ပေါ့ဒီလိုမျိုးအရန် fierce ဖြစ်တဲ့ပွဲတွေရဲ့ pressure အဲ့ pressure မှာလဲပြိုခဲ့တယ်အဲ့ဒါနဲ့ပတ်သက်တဲ့ဒီ Real Madrid သတင်းတောက်တွေတင်ပြတဲ့အတွင်းသတင်းတွေကိုလည်းကျွန်တော်တို့ဖတ်ထားရတယ်ပေါ့နော်အမ်စုခံရတယ်ပေါ့ဗျာအလွယ်လွယ်ပြောရင်တော့ စီနီယာတွေကဒီလူငယ်လေးတွေစုတယ်ပေါ့နော်အဲအဲ့လိုပုံစံမျိုးလေးရှိရတယ်ဒါက Real Madrid ရဲ့လက်ရှိ Real Madrid စုဖွဲ့ပုံမှာရှိနေတဲ့အားနည်းချက်တစ်ခုပေါ့နော်အဲ့တော့အဲ့ဒီအပိုင်းကိုဒီ Classico ပွဲမှာမြင့်တင်လာဖို့လိုအပ်တယ်ကစားပုံပိုင်းဆိုင်ရာမှာကကြတော့ Real ကလက်ရှိအနေအထားမှာအရင်ကလိုမျိုး reactive ပုံစံမျိုးပြီးတော့တူးချင်းကိုတသက်ကစားတဲ့ပုံစံမျိုးမဟုတ်တော့ဘဲနဲ့သူတို့အလွန်ဆိုရဲ system ရှိတယ်ပေါ့နော်အဲ့ဒီ system နဲ့ကစားရတော့ဒီပွဲမှာစောင့်ကြည့်ရင်ဆရာ system ပိုင်းဆိုင်ရာစိတ်ဝင်စားစရာက ဒီညတော့မှမဘသူ့ကိုတုံးမလဲပေါ့နော်အဲ့တော့ master ပြီးခဲ့တဲ့ပွဲမှာ brian ds ကိုတုံးသွားတယ်တုံးသွားဖြစ်တဲ့အတွက်တေချာတယ်ဒီပွဲကသူ့ကိုထည့်ထွက်စရာမလိုတော့အဲ့တော့ master trono ကိုတုံးမလား rodri ကိုတုံးမလားပေါ့နော်အလွန်ဆိုက master trono ကိုပူကြိုက်တယ် master trono ရဲ့လှုပ်အားနှုံနဲ့ master trono ရဲ့ကစားတဲ့ကစားပေါ့ပြီးတော့သူကဘယ်တန်ဖြစ်တယ်ပေါ့နော်ဘယ်တန်ဖြစ်ပြီးတော့အဲဘယ်တန်တယောက်ရဲ့ကစားပေါ့ rodrigo ကကြောင့်ညာတန်ဖြစ်တယ်အဲ့တော့ဒီ type နှစ်ခုကကွဲနေအဲ့တော့ဒီနေရာမှာဘယ်လိုသုံးမလဲဆိုတာအဆောင်ကြည့်ရမယ် rodrigo ကတော့တိုက်စစ်ပိုင်းအတွက် အဲဒီ clinical ဖြစ်ခြင်းပေါ့เนาะအဲ့ဒါကိုပို့ပြီးတော့ပံ့ပိုးပေးနိုင်တယ်ဒါပေမဲ့ကစားဟန်အရာတော့ master tone တို့ကပို့ပြီးတော့ balance ကိုပို့ပေးတယ်ပြီးတော့သူ့ရဲ့လောက်အားနှုန်းသူ့ရဲ့ခန်းစစ်ပိုင်းကိုဒီကစားပုံကအလွန်ဆိုလိုချင်တဲ့အတိုင်းကစားနိုင်တယ်အဲ့တော့ဒီတစ်ချက်ကဒါစောင့်ကြည့်ခြင်းစရာရှိရပေါ့เนาะအဲ့တော့ဒါကအလွန်ဆိုဆုံးဖြတ်မှာပေါ့တယောက်ရအသာချက်တယောက်ရအသာချက်ရှိတယ်သုံးဆွဲပုံပေါ်မှာတည်ပြီးတော့ကျွန်တော်တို့ကျွန်တော်မြင်ရတဲ့မြင်ကွင်းကိုကွဲရောသားလိုက်မယ်ပေါ့เนาะပြီးတော့ကွင်းလယ်မှာချွန်မန်ဒီကဒါ pivot ပဲအရေးပါဆုံး pivot အနေနဲ့ပါလိုက်မယ်ဘယ်လင်ဟန်နဲ့ ဒီအာဒါဂူလဲကိုသုံးသွားမလားပေါ့ဂျူမန်ဒက်စ်နဲ့ပွဲရလို့ဘာလို့လဲဆိုတော့အဲဂျူမန်ဒက်စ်နဲ့ပွဲမတိုင်ခင်မှာသူတို့ကီတာဖေးကိုနိုင်တယ်ကီတာဖေးနဲ့ပွဲမှာဒုတိယပိုင်းမှာရှိတ်ပြောင်းလိုက်တယ်အဲရှိတ်ကိုပြောင်းလိုက်တာပေါ့ဂျူမန်ဒက်စ်နဲ့ပွဲမှာမြင်ခဲ့ရတဲ့ရှိတ်ကိုပြောင်းလိုက်တာအဲ့တော့အဲရှိတ်ကအလုံးဖြစ်နိုင်တယ်ဆိုပြီးတော့အလွန်ဆိုကပွဲပြီးကရပရက်စ်ကွန်ဖရင့်မှာပြောခဲ့တယ်ပေါ့နော်ဒီဒီနှစ်ယောက်စလုံးကိုဒီနံပါတ်8အနေနဲ့810ပေါ့နော်810 hybrid အနေနဲ့သုံးတာကဖြစ်နိုင်တယ်သူတို့ရဲ့လောအားနှုန်းကလည်းကောင်းတယ်ဆိုပြီးတော့ပြောခဲ့တယ်ဂျူမန်ဒက်စ်ပွဲမှာလည်းသုံးခဲ့တယ်တိုက်စစ်အမ်ပို့ပြီးတော့ မြင့်တင်လိုက်တဲ့ပုံစံဖြစ်သွားတယ်ပေါ့နော်အဲ့တော့အဲ့လိုပုံစံသုံးမလားဒါမှမဟုတ်ချွမ်မန်နီကာမာဗင်ဂါနဲ့ဒီဘယ်လင်ဟန်ကိုပေါ့နော်သုံးမလားဘယ်လင်ဟန်သုံးမဟုတ်နံပါတ်ချမ်းပါကတော့အာတာကူလဲပေါ့နော်သူတို့ဒါသူ့ရဲ့ရွေးချယ်မှုပဲအဲ့ပုံစံသုံးမလားအဲ့နှစ်ခုကိုကျွန်တော်တို့စောင့်ကြည့်ရမယ်တစ်ခုက defensive ပုံဖြစ်တယ်ကာမာဗင်ဂါပါတဲ့ setup က defensive ပုံဖြစ်တယ်အဲခုနလိုကူလဲကောဒီဘယ်လင်ဟန်ကောသုံးတဲ့ပုံစံက attacking ပုံဖြစ်တယ်ကျွန်တော်တို့ဒီနှစ်ခုကိုစောင့်ကြည့်ရဖို့ရှိတယ်သူ့အာတာချက်တွေလည်းရှိတယ်ဒါပေမဲ့အားနေချက်ကိုစီလည်း ဟိုရှိတာကိုကျွန်တော်တို့မြင်ရလိုက်မယ် Real Madrid ရဲ့ system ကလက်ရှိမှာလိုအပ်ချက်တွေအများကြီးရှိနေသေးတယ်အမ်ကောင်းတာတော့ကောင်းနေပြီဒါပေမဲ့ system ပိုင်းကကျွန်တော်ကြည့်နေဆိုလိုအပ်ချက်လေးရှိနေတယ်ပြီးတော့ဘာကွာွားသလဲဆိုတော့အရင်တော့ကဆိုသူက moments တွေနဲ့ moments ပေါ်မှာအခိုက်အတန့်လေးတွေမှာခေးလုပ်တဲ့အသင်အခုကအဲ့ဒါရှိနေတော့ပဲဒါပေမဲ့ cancel ပိုင်းကကြည့်မယ်ဆိုရင်သူတို့ cancel က Ancelotti ရဲ့ cancel တက်ပို့ပြီးတော့ modern ပို့ဖြစ်တယ်။ Ancelotti က conservative ဘက်ကိုပို့သွားတယ်။နည်းနည်းလေးပို့လုံးကြုံတယ်ပေါ့နော်။ အခုကဒီစတမ်မိုင်းကြောင့်ဖြစ်တဲ့လွတ်သွားတာမျိုးတွေပေါ့နော်ဂျူဝင်တက်စက်ပွဲမှာဆိုရင်လည်းမြင်ရဂျူဝင်တက်တိုက်စစ်ကမကောင်းမကောင်းပဲမဲ့လေအဲ့လိုမျိုးလွတ်လွတ်သွားတာမျိုးမြင်ရဘာလို့လဲဆိုတော့သူတို့ရဲ့ဖွဲ့စည်းပုံအရာပေါ့နော်အဲ့တော့ရီယယ်မက်ဒရစ်ဟာအဲ့ဒီအချက်ကလေးတွေကျွန်တော်ခုနမြင်ခဲ့တဲ့အချက်ကလေးတွေမှာဒီပွဲမှာစောင့်ကြည့်ကျင်စရာဖြစ်နေတယ်လို့ကျွန်တော်ကတော့ယူဆမိပါတယ်ဗျာ ဟုတ်ကဲ့ပါစီသူတကယ်လို့ဒါဒါ real madrid အနေနဲ့ပေါ့လေဒါကတော့ဆော့ဆော့စီသူပြောသလိုပဲဒါဟိုပြီးခဲ့တဲ့ဒါဂျူနီယံရဲ့ဒုတိယပိုင်းမှာဒါဟိုအာတာကူလာရောဟိုဟာဂျူဘယ်လင်ကန်ရောဒီနှစ်ယောက်စလုံးကိုဒါတပြိုင်တည်းသာသုံးမယ်ဆိုရင်တော့ဒီဘယ်ချန်းကတော့ဒါမစတန်နီလိုဖြစ်လာဖို့တော့များတယ်ပေါ့လေအဲ့ဒါအဲ့ဒါဘာလဲဆိုတော့အဓိကကတော့အသင်းဘဲလန်ပေါ့လေအဓိကကသူကဒီခန်းစစ်ပိုင်းလေးလေးနည်းနည်းလေးကုနိုင်တယ်တကယ်လို့ဒါဒီရိုဒရီကိုပေါ်ထွက်လာမယ်ဆိုရင်သူတို့ကဒီဘယ်လိုပြောမလဲဒီဟိုအမ်အမ်ပါပီရဲ့ဒါ movement တွေနဲ့ကြည့်လိုက်ဆိုနည်းနည်းလေးများရိုဒီကိုပေါ်ထွက်လာနည်းနည်းလေးများရှုပ်သွားမလားပေါ့လေအဲ့ဒီအနေထားလေးပဲပတ်သက်ပြီးဒါစီစုဆက်ပြီးရောပြောပြပေါင်းဗျာ ဟုတ်ကဲ့ရှုပ်သွားနိုင်တယ်ပေါ့နော်ရှုပ်သွားနိုင်တယ်ဒါကျွန်တော်ဂီတာဖီနဲ့ပွဲမှာကတော့ဒီပွဲချိန်50လောက်မှာဖီနီစီယပ်ကိုထည့်ပြီးတော့ရိုဒရီကိုသူကညတော်မှာပို့လိုက်တယ်အဲ့လိုပုံစံမျိုးနဲ့ကစားခဲ့တယ်ပေါ့နော်ပြီးခဲ့တဲ့ပွဲမှာတော့ဘရိုင်းဒီယပ်ကိုကစားခဲ့တယ်ပေါ့အဲ့တော့ရိုဒရီကိုနဲ့ပတ်သက်လို့အလွန်ဆိုကအရင်မကြိုက်တဲ့ပုံစံမျိုးမှာရှိတယ်အဲ့တော့မစတရွန်တို့ကကြတော့သူကိုယ်တိုင်ခေါ်ခိုင်းတဲ့ကစားသမားပေါ့နော်ဒီကစားသမားရဲ့ဒီ tactical profile ကိုသူကြိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ personal choice ပေါ့နော်ကျွန်တော်ရဲ့ personal choice ဆိုရင်တော့ master trono က ပို့ပြီးတော့ဒီပွဲအတွက်လိုက်ဖတ်တယ်လို့ယူဆတယ်ပြီးတော့ဘာစီလိုနာခံစစ်ကိုထိုးပေါက်ဖို့ကလူတွေအရင်အများကြီးမလို့အမ်ဘာဖေရဲ့ဗီနီစီယပ်စ်ရဲ့နဲ့လုံလောက်တယ်ပေါ့နော်အဓိကကိုယ့်ရဲ့ क्व င်းလေကိုယ့်ရဲ့ဒီကစားတဲ့ကစားဟန်ကိုကွန်ပတ်ဖြစ်အောင်ကိုယ့်ရဲ့ကစားဟန်ထဲမှာရှိနေအောင်အရင်စုဖွဲ့ဖို့လိုတယ်ကြံတဲ့အပိုင်းကဘာစီလိုနာခံစစ်ကဒီတိုင်းပဲလာမှာပဲသူတို့ကဘာမှပြောင်းစရာမရှိဘူးဘာစီလိုနာရဲ့လက်ရှိသွားနေတဲ့ philosophy ကဒီတိုင်းပဲလာမှာပဲအဲ့တော့အဲ့ခံစစ်က highline ကတော်တော်ကြီးဖြစ်တယ်ပြီးတော့သူတို့ရဲ့လူကျွန်ထောင်ချောက်ကိုဟိုအသင်းကြီးကဒါနားလည်ပြီးသား အဘဖေးလဲတာကောင်းကောင်းနားလေပေါ့နော်ဒါပြီးခဲ့တဲ့ဖလကာနိုနဲ့ပွဲတော်ဆိုရင်ဖလကာနိုတိုက်စစ်ကဖာလာဇွန်ဆိုတဲ့ကစားသမားရှိတယ်သူကအဲ့ပရဒီ offside trap ကိုသူကလိုက်တော်မစင်းတော့သူကအရှိမအလူကျွန်ခံပြီးတယောက်တည်းစောင့်နေတယ်စောင့်နေပြီးတော့ဘာလုပ်လဲဆိုတော့လူကျွန်တယ်ပေါ့နော်သူကဒါပေမဲ့သူ့ကိုမပေးဘူးနောက်ကလူတွေကိုပေးတာပေါ့နော်နောက်ကပြေးတက်လာမယ်နောက်က late runners တွေကိုပေးတာအဲ့တော့အဲ့ဒီပြဿနာကတော်တော်လေးကြီးတယ်အဲ့တော့အမ်ပါဖေးလည်းအဲ့လိုပုံစံမျိုးမနစ်ကတည်းကလုပ်ဘူးပဲအရင်ဆုံးလုပ်ခဲ့တာက hurricane ပေါ့နော် ဲ့တော့ဒီ pattern တွေဆက်လာအောင်မယ်လို့ကျွန်တော်ကတော့ထင်တယ်အဲ့တော့ကျွန်တော်ဆိုလိုချင်တာကအဲ့ပုံဘာစီလိုနာရဲ့အခန့်စစ်အတွက်အများကြီးလိုမနေဘူးအဲ့တော့ Vinicius နဲ့ Mbappe လုံလောက်တယ်လို့ကျွန်တော်အနေနဲ့ဟိုယူဆတယ်ဘာလို့ဒါကြောင့်မလို့ Messi တို့ကိုသုံးတာကအဲကျွန်တော်ပို့ပြီးတော့သဘောကျပြီး option ဖြစ်တယ်ပေါ့နော်အဲ့တော့ဘယ်လိုမျိုးလာမလဲဆိုတော့ပွဲမှာစောင့်ကြည့်ကြတာပေါ့ခင်ဗျဟုတ်ကဲ့ပါဒါဘာစီလိုနာအသင်းကတော့ဒါ Real Madrid ကိုသိကြပါပြီသူတို့ရဲ့ဒီ ဟိုကစားနေကြဟန်တိုင်းဒါဟန်စီဖလစ်အမြင်နဲ့လို့တို့ကစားနေကြတာသူတို့ကဒီဟိုပက်စင်ဒိုမနိတ်တင်နေပေါ့လေဒီဟာရီယယ်မက်ဒရစ်ကိုချုပ်ကန်ပြီးတော့ကစားလာနိုင်နေပေါ့လေအဲ့တော့ဒီလက်ရှိမှာဒါဒိုင်ယာပြဿနာကြီးအရင်များအရင်များနေတယ်နောက်ပြီးတော့တိုက်စစ်ပိုင်းမှာလည်းအရင်ရွေးချယ်ချက်အဲ့လောက်များနေပေါ့လေဟိုပြောချင်တာကဒါလီဂန်ဒေါစကီကလည်းဘာမှမသေးကြဘူးအဲ့လိုပဲဟိုရဖင်ဟာလည်းဒိုင်ယာရနေပေါ့လေအဲ့တော့သေချာပါဒီတိုက်စစ်ကိုလက်ရှိမှာအကောင်းဆုံးပုံစံတစ်ခုရနေတဲ့မာကတ်ရက်ဖိုးပါပဲဒါဖာမင်းလိုပဲနဲ့အတူတူပြီးခဲ့တဲ့ပွဲမှာချန်ပီယံလိဂ်နဲ့ပွဲမှာကစားတဲ့ဟိုအခင်းကျင်းတိုင်းပဲဟိုပွဲထွက်လာနိုင်တယ်ပေါ့လေအဲ့တော့ဒီညမှာ နည်းနည်းလေးစိတ်ဝင်စားစရာကောင်းတာသူတို့ကခံစစ်ပေါ့လေသူတို့ကခံစစ် highlight defense ကဒါ real madrid ကဒါအားကောင်းတဲ့ဒီအပြေးသမားတွေပေါ့လေအပြေးသမားတွေဒီ vinicius တို့ mbappe တို့ယူကစားသမားတွေဘလူဟန်တာမှလည်းပေါ့လက်ရှိမှာသူတို့သုံးနေတဲ့ခံစစ်အခင်းချင်းမှာဆိုရင်ဒါ cuba si ကိုသူတို့ဒါ eric garcia နဲ့တွဲပေးထားတယ်အဲ့အခံအားကိုကျွန်တော်လုံးဝသဘောတော်မကျဘူးဒါဒီနေရာမှာနည်းနည်းလေးဟို physical ဘိုင်းနည်းနည်းလေးကောင်းတဲ့ အောင်ဂျိုပဲပြန်ပြီးသုံးလာနိုင်လားဒါမှမဟုတ်ဟိုသူ့ရဲ့ခန်းစတိုင်းအပြောင်းလဲဘယ်လိုလောက်လာနိုင်လဲဆိုတာကိုကောင်းနဲ့ဆက်ပြောပြပါအာဟက်ဆဖလဲနေနဲ့တော့ခန်းစပန်းကိုတော့ကျွန်တော်အပြောင်းလဲလုပ်မယ်လို့တော့မထင်ဘူးသူသူဒီကိုပါစီရဲ့ဒီဘေးဒက်ကရတဲ့ person scale ကိုလည်းသူကအရန်အားကိုးတဲ့အခါမျိုးမှာကြာတော့ဒီ Oreo ကိုတော့ကျွန်တော်သုံးမယ်လို့မမြင်ဘူးဒီသူ့ရဲ့ပုံမှန်တဲ့ Eric Garcia နဲ့ဒီကိုပါစီနဲ့အဲဒီ Conte နဲ့အဓိကအဲ့မှာ တစ်ချက်ကြည့်ရမှာဒီအလီယန်ဒရိုဘယ်ရီပေါ့နော်အလီယန်ဒရိုဘယ်ရီကိုဒီပွဲမှာတော်တော်လေးအားကိုးရလိမ့်မယ်လို့မြင်တယ်သူတို့ရဲ့ဒီဘယ်ချမ်းမှာဆိုရင်ဒီရက်စ်ဖို့ကလည်းအထောင်ပုံစံမျိုးကစားမဲ့ခါမျိုးမှာဒီဘယ်ရီရဲ့ဒီ overlapping တွေကသူတို့အတွက်အဓိကအသက်ပဲပေါ့နော်အဲ့ဒီလိုအနေထားမျိုးမှာဒီဘာစီလိုနာရဲ့နောက်တန်းမှာဒီစတော်ဘာ၃ယောက်ကြံခဲ့မယ်ပေါ့ဒီအဲရစ်ဂါစီယာရဲ့ကူဘာစီရဲ့ခွန်ဒေးရဲ့ ဒီ၃ယောက်ကပဲ real metric ရဲ့ဒီတိုက်စစ် PR တွေကိုထိမ့်ချုပ်သွားဖို့ရှိတယ်သူတို့ကတော့ discipline နေတော့ဒီ high line ကိုနှိမ့်ချလိုက်မယ်လို့လည်းကျွန်တော်မထင်ဘူးအဒီပုံစံတိုင်းကိုပဲသူတို့ဆက်သွားမှာပဲ discipline ရဲ့ပုံစံကအများကြီးပြောင်းလဲလုပ်ပြီးတော့ real metric ကိုသွားပြီးတော့ရင်ဆိုင်လို့ရတဲ့အနေအထားမျိုးတော့ နေသားမျိုးရှိတယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့နော်သူတို့ရဲ့အကောင်းဆုံးပုံစံအရပဲဒီတစ်ဖက်မှာဟိုပြိုင်ဘက်တွေလည်းဒီလက်နက်ဖြတ်သွားနိုင်တယ်အဲကို့အတွက်အားသာချက်လည်းဖြတ်သွားနိုင်တယ်ဒီ highlight တစ်ဖက်ကိုပဲသူကစားနေကြဒီနောက်တန်း၄ယောက်ဒီ profile နဲ့ပဲကစားလိမ့်မယ်လို့တော့ကျွန်တော်မြင်ပါတယ်ကိုဝင်ဟုတ်ကဲ့ပါအဓိကတော့ဟိုဒီ queen လဲဟိုဟိုဟို dominate လောက်လာပြီးကစားတဲ့အသင်းတွေကတော်တော်များများအခုလိုဒါ real madrid လို့ပါ pace ကောင်းတဲ့အသင်းမျိုးတွေလှင်မြန်တဲ့အသင်းမျိုးတွေနဲ့ဆိုရင်တော့တေးကြပါဒါ queen လဲမှာဘောလုံးအများကြီးပြတ်လို့မရဘူးအဲ့လိုဆိုဆိုသူတို့ ပိစားဘူးများသွားနိုင်တယ်ပေါ့လေအဲ့တော့ဟိုစေတူလဲသုံးသက်တာတော်တော်လေးလဲဟိုဟွာပြည့်စုံပါတယ်အဲ့တော့ဒီဘွဲမှာရောဒါနှစ်ဖက်ဟိုအသင်းစလုံးတွေပေါ့လေအဓိကဟိုအာသာချက်ဒီအာနာချက်ဒီလဲဒါကျွန်တော်တို့လည်းဒါအများကြီးဒါဆွေးနွေးပြီးသွားပြီအဲ့တော့ဒီဘွဲမှာဟိုနှစ်သင်းစလုံးတွေပေါ့လေဒီကာကီးဘဲဟိုကီးဟိုကီးပွိုင်းတွေအဖဲအချက်တွေဖြစ်လာနိုင်တယ်ဗျဟုတ်ကဲ့ဗျအဲဒီမနစ်ကဒီ episode လေးကိုကျွန်တော်နည်းနည်းပြန်ကောက်ကြည့်မယ်ဆိုရင်မနစ်က Real Madrid က intensity နဲ့ intensity ပေါ့နော် pace ကမြန်တယ်ဒါပေမဲ့ intensity intensive မဖြစ်ခဲ့ဘူးပေါ့နော်အဲ့ intensive မဖြစ်တဲ့အရန်ကြီး hard working မဖြစ်တဲ့ player တိုင်း player တိုင်း hard working မဖြစ်တဲ့ပုံစံကိုအခုကြာပြီလုံးဆိုတာပြောင်းလဲနေတာပြောင်းလဲနေတဲ့အခါမှာအထိုက်လျောက်ပြောင်းလဲလာတယ်ပေါ့နော်ဟို perfect ကြီးတော့မဖြစ်သေးဘူးမအန်ဖာဖီယာအစ Vinicius ကအစခန်းစစ်ပိုင်းဆိုင်ရာတာဝန်တွေကိုပိုလောက်လာတယ်အဲဒီပွဲတိုင်းပွဲတိုင်းမှာအရင်အရင်လိုက်လူနေတာမြင်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီ intensity က Real နဲ့ Barcelona ကြားထဲမှာအရင်กว่าဟာတဲ့အချက် ဒီနေ့မှာအေးအချက်လေးကျင်းမြောင်းသွားတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါ Real Madrid ဘက်ကတိုးတက်လာတဲ့အချက်ပေါ့နော်ပြီးတော့ဒီလိုပွဲမျိုးကကြာတော့ကျွန်တော်တို့ tactical setup တွေထက် tactical setup တွေကအရေးပါတယ်နသင်းစလုံးကပမာဏနဲ့ကစားနိုင်တယ်ဒါပေမဲ့နောက်ထပ်အရေးပါတဲ့အချက်ကဒီနသင်းစလုံးမှာ power ranger ကြီးရှိတယ်ပေါ့နော်အဲ့ power ranger တွေကကျွန်တော်တို့ tactical setup တွေကိုကျော်သွားနိုင်တဲ့အရာတွေပေါ့နော်အဲ့တော့ဘလောက်ပဲဒီ setup တွေပြင်ဆင်ထားပါစေ lamine jamaru လို့ဒီဘက်က real ဘက်ကဆို amper phi လို့ကစားသမားတွေက ျွန်တော်ရှင်းပြလို့မရတဲ့အရာတွေကိုလှုပ်လှုပ်သွားတာမျိုးရှိတယ်လှုပ်လဲလှုပ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီအချက်ကိုကျွန်တော်တို့ထည့်သွင်းတွက်ချက်ထားဖို့လိုတယ်ပေါ့နော်အဲ့တော့ key buttons ကဘာလဲဆိုတော့ကျွန်တော်ရဲ့အမြင်ပေါ့နော် key buttons ကဘာစီလိုနာရဲ့ခံစစ်ပိုင်းဆိုင်ရာခံစစ်ပိုင်းဆိုင်ရာဆိုတော့သူတို့သူတို့ခံစစ်ကြီးကဒီပွဲမှာဒုန်းဆိုပြီးချင်းချင်းကောင်းသွားမှာမဟုတ်ဘူးဒါပေမဲ့သူတို့ဒီ pressing ဘိုင်းပေါ့သူတို့ရဲ့ခံစစ်တွေ pressing ဘိုင်းအရေးကြီးအခုနဲ့စုဖွဲ့မှုပါအရေးကြီးအဲ့ဒါကိုဘယ်လို adjust လုပ်မလဲပြီးတော့သူတို့ရဲ့ဒီ offside trap ပေါ့နော် offside trap က အရန်အနေနဲ့များတယ်ပေါ့နော်အဲ့တော့အဲ့ဟာကိုဒီခန်းစစ်ကစားသမားတွေကြားတဲ့ကနားလည်မှုအဲ့နားလည်မှုကိုဒီပွဲမှာဘယ်လိုမျိုးထိန်းထားမလဲအာယုံစုတိုင်းမှုကအရန်အရေးကြီးတာပေါ့အာယုံစုတိုင်းမှုအရန်အရေးကြီးတဲ့အခါမှာဒီပြီးခဲ့တဲ့နောက်ဆုံးပွဲတွေကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒါပြီးခဲ့တဲ့ဂျီရိုနာလည်းပွဲမှာလည်း pin chance ကပထမပိုင်းမှာ၃ချင်လောက်ပေးရတယ်1-1ဖြစ်နေတဲ့အချိန်မှာတကယ်တော့4-1လောက်ဖြစ်သွားနိုင်တယ်အဲ့လိုမျိုးပေးရတယ်ပေါ့နော်စီဗီလာနဲ့သူတို့ရှုံးခဲ့တဲ့ပွဲတော့လည်းအဲ့လိုမျိုးခွင့်ရေးအများကြီးပေးရတယ်ပေါ့နော်အဲ့အရှိမဆိုစီတန်တဲ့ပွဲရှိတယ်ဆိုစီတန်တဲ့ပွဲမှာလည်းအဲ့လိုပဲ လွတ်နေရတစ်ချိန်လုံးလွတ်နေရအဲ့ဂျားတွေကပွဲတွေတော့ပိုကောင်းခဲ့တယ်ပေါ့ဒါပေမဲ့အဲ့ရှေ့မှာဗလကာနိုတည်ကြတဲ့ပွဲရှိတယ်အဲ့ဗလကာနိုနဲ့တည်ကြတဲ့ပွဲမှာလည်းအဲ့လိုပဲအဲ့တော့အဲ့လိုဖြစ်လို့မရဘူး real အဲ့လိုဖြစ်ရင်တော့ဟိုကိုအတွင်းခံမှာပဲပေါ့နော် real ကခုနအတင်းနေတာပိုမြန်ပြီးတော့ပိုတည်ကြတဲ့ဝိသေသရှိတယ်အဲ့တော့ဘာစီလိုနာရဲ့ key အချက်ကအဲ့ဒီအချက်ဖြစ်လိုက်မယ်တိုက်စစ်ပိုင်းကိုဒါအရင်ဆိုရင်ကိုမရှိဘူးပြီးတော့ ferrantorus နဲ့ပတ်သက်တဲ့သတင်းသိမ့်မကြားရပါဘူးပြန်ပါလာနေချင်ရှိရလို့ယူဆရတယ်အဲ့တော့ ဒီယောင်ပါတီဖြစ်စေမပါတီဖြစ်စေပေါ့နော်ခွင်းလည်းမှာပက်ဒရီကာဆာတို့သို့မဟုတ်ပက်ဒရီဒီယောင်ကလုံလောက်မှုရှိတယ် real ထက်ပိုကောင်းတယ်လို့ပြောလို့ရတယ်ခွင်းလည်းပိုင်းခွင်းလည်းတသက်ကြည့်မယ်ဆိုရင်ပြီးတော့ဒီနံပါတ်3မှာ farming ကစားဖို့များတယ်ပြီးတော့ market stretch ဖို့တော်တော်လေးခြေစွမ်းမိနေတဲ့အနေအထားမှာရှိတယ်ပြီးတော့ဒီ Tyson မှာ Ferran Bayern တော့သူတို့ရဲ့ present unit ပိုကောင်းသွားလိုက်မယ် Rashford's side Ferran Bayern တော့ပိုကောင်းသွားလိုက်မယ်ပိုပြီးတော့ dynamic ပိုဖြစ်တယ်ပေါ့နော်ပြီးတော့ real ကိုထိုးနှက်နိုင်တဲ့အချက်က Barcelona ဟာခုနအားနေချက်တွေတချို့အားနေချက်တွေရှိရတယ်ဒါပေမဲ့သူတို့က pure position based အသင်မဟုတ်ဘူးသူက transition အရင်ကောင်းတယ်အဲ့တော့ real ရဲ့လက်ရှိအခြေအနေကအရင်ကထက်ကန်စစ်ပန်းဆိုင်ရာ solidarity ပေါ့နော်တည်ငြိမ်မှုစုစည်းမှုပိုလျော့နေတယ်ပိုလျော့လာဒါသူတို့ရဲ့ကစားဟန်ကြောင့်ပိုလျော့နေတယ်အဲ့ဒီကစားဟန်ကိုခုနကပါစီတိုနာ transition တွေကတိုက်ခိုက်နေတယ်ကောင်းကောင်းတိုက်ခိုက်နေတယ်အဲ့တော့ Fernando Torres to Rashford ရဲ့အဲဒီ fatigue ပြေးလန့်နေပေါ့နော်အဲ့ဒါတွေက real ကိုဒုက္ခပေးဖို့ရှိနေတယ်လို့ထင်တယ်ပြီးတော့ Valverde ကစားမအောင်ညာနောက်ခံမှာအဲ့တော့အဲ့အဲ့နေရာကတည်း target ဖြစ်လာဖို့ရှိနေတယ်ပေါ့နော်အဲ့တော့ ရီယဘက်ကအဲ့ဒါကိုတော်တော်လေးအာရုံစိုက်ရမယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်ပေါ့နော်အဲ့တော့တိုက်စစ်ပိုင်းဆိုင်ရာတွေကအရင်ကြီးဟိုတွေးစရာမရှိဘူးကောင်းအောင်ပါပဲဒီအသင်းတွေတိုက်စစ်ဒါပေမဲ့ခန်းစစ်ပိုင်းဆိုင်ရာမှာဘလို့တုံ့ပြန်မလဲဘလို့မျိုးဟိုကင်တွင်မလဲဆိုတာကဒီပွဲရဲ့အဲ key points တွေဖြစ်လာမယ်လို့ကျွန်တော်ကတော့ယူဆမိပါတယ်ဗျဟုတ်ကဲ့ပါအဓိကဆိုရင်ကျတော့ဒါဧည့်သည်ဘာစီလိုနာအသင်းပေါ့လေဒီရာသီမာကဘာစီလိုနာအသင်းကဒီတပွဲပြက်မြဒီဂိုးတွေကလည်းဒါ1.8ကျော်လောက်ပေးရတယ်ကိုးပေါက်တဲ့ကန်ချက်ကလည်း3.92လောက်သူခွင့်ပြုပေးထားရပေါ့တကယ်တော့သူတို့ရဲ့ခံစားပိုင်းတော်တော်လေး ဒီပွဲမှာအမှားမလို့ဖို့တော့လိုတယ်ပေါ့အဲ့တော့ဒီနှစ်သိန်းစလုံးကတော့အားသာချင်အားနည်းချင်ကိုစီရှိတယ်အဲ့လိုမျိုးပဲဒါ Real Madrid အသင်းကလည်းဒါသူတို့ရဲ့ဒီဟိုဘယ်လိုပြောအားနည်းနေတဲ့တချို့အရာတွေကိုဒီပွဲအတွင်းမှာဘယ်လို adjust လုပ်မလဲဒီပွဲနဲ့ဘယ်လို adjust လုပ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့တော်လေးစဉ်းစားဖို့ကောင်းတယ်အဲ့တော့ကိုကောင်းတယ်လေဒါနောက်ဆုံးအနေနဲ့ဒါဆက်ပြောပြီးပါကိုကောင်းတယ်ဟိုကကိုကောင်းတယ်အမြင်လေးလဲဘယ်ချက်ကဒါ key ပတ်တယ်ဖြစ်လာမှာလဲဟုတ်ကဲ့အော်ခုန ကိုစီသူပြောခဲ့လို့ပဲပေါ့နော်ဒီ technical တွေကိုဘလို့ပဲနီးပြွာတွေပဲချမှတ်ချမှတ်သူတို့ရှိမှတကယ်တယောက်ချင်းထူးချွန်ဦးချင်းထူးချွန်တဲ့ကစားသမားတွေရှိတယ် Mbappe တို့လို့ Yamaha တို့လို့အဲ့တော့ဒီပွဲမှာကအခု Mbappe ရဲ့ form ကတော့အရင်အားကောင်းနေတဲ့အချိန် Yamaha ကတော့နည်းနည်းလေးအကျဘက်ကိုရောက်နေခင်ဗျာလည်းပြန်လာတဲ့နေတာပါဒီ Yamaha ဆိုရင်အဲဒီယာဒီမှာသူ့ရဲ့ dribbling တွေက50ရံခန်းလောက်ပဲအောင်မြင်တာကိုလည်းတွားပြီးတွေ့ရတယ်သူ့ရဲ့ကန်ချက်တွေကလည်းထိရောက်မှုအားနည်းနေအောင်တွေ့ရတယ်ဒါပြီးခဲ့တဲ့ယာဒီယာဆို Yamaha ကဒီ ဘောက်ထိတ်လေးရနေပြီးတော့ပွေးဝပြီးကန်လိုက်မှဆိုဒီကိုးဘောက်ထဲကိုပြေးနေတဲ့ဘောလုံးတွေကိုမြင်တွေ့ခဲ့ရပါမယ်။ဒီရာဒီမှာတော့ကန်ကြက်တည်းတိကျမှုကတော်တော်လေးအားနည်းတာကိုတွေ့ရတယ်။ဒီကန်ကြက်အားလုံးပေါင်းဒီရာဒီ26ကျင်ကန်ထားရတယ်။အဲ့ဒီက6ကျင်ပဲကိုးဘောက်တဲ့ပြီးတော့သူနှစ်ကိုးပဲရထားလို့လည်းတွေ့ရတယ်ပေါ့နော်။အဲ့တော့ဒီပွဲစဉ်မှာဒါယမားအနေနဲ့ပြန်ပြီးတော့ဟိုကိုးသွင်းနိုင်မလား။အဲဟိုအဲ့ဒါကိုလည်းတစ်ချက်စောင့်ကြည့်ရမယ်။ ပြီးတော့ဘာစီလိုနာရဲ့ခံစစ်ဘက်ချမ်းပေါ့နော်ခံစစ်ဘက်ချမ်းမှာလည်းဒီ high line defend offside offside trap ဖမ်းနေဆိုတဲ့ကိစ္စအထက်ကိုပိုတာကသူတို့ရဲ့ ground jewelry အဲ့ဒီ area jewelry မှာလည်းအောင်မြင်မှုရာဂိုင်းတော့55ရာဂိုင်းတော့90ရာဂိုင်းတော့အဲ့လောက်ပဲရှိနေတော့သူတွေ့ရတယ်ပေါ့နော်တူးချင်းဒီ defensive အဲမာလေအားနေနေတာကိုတွေ့ရတယ်အဲ့လိုအဲ့လိုအနေထားတွေဆိုတော့ဒီစောင့်ကြည့်ရမယ့်အချက်ကတော့ဒီ real metric ကပဲ ဟိုဟိုပုံများပဲပေါ့လေဒီအမ်ဘာပေရဲ့ current form ကောင်းနေတဲ့ပုံစံမျိုးရောဒီဘာစီလိုနာရဲ့ခံစစ်အကြပိုင်းရောက်နေတာရောဒါပေမဲ့တခုဆောင်ကြည့်ရမှာကျွန်တော်ဒီရောင်းနာပါလာမယ်ဆိုတော့ဒီပွဲကတော်တော်လေးကြည်ကောင်းပါမယ်ပြီးတော့နှစ်ဖက်လည်းမျှမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒီဒီရောင်းရဲ့ battery ရဲ့ဝင်ရိုးရှိမှာ farming load ပတ်ရှိမယ်ခုန ဟိုကိုစီသူပြောလို့ပဲ foreign tourist ဒါပါလာရင် red force ကဒီ left wing ကိုပြန်ရောက်လာမယ်အဲ့ဒါဆိုတော့ပွဲကတော်တော်လေးကြည်ကောင်းရမယ်ဘာစီလိုနာရဲ့ဒီကွင်းလေအားပြိုင်မှုအဲ real madrid ရဲ့ဒီဘယ်ဂျန်တိုက်စစ်အဲတော်တော်လေးစောင့်ကြည့်စင်ညာကောင်းမယ်အချက်ပေါ့နော်ဒါတွေရဟုတ်ဟုတ်ကဲ့ပါခုလိုမျိုးဒါပြပြဆုံဆုံးဖြေချပြရအတွက်ဟိုကောင်းတဲ့ကိုစီသူကိုအတူပဲကျေးဇူးတင်ပါခင်ဗျာပွဲရလက်ဘလူရလက်ထွက်ပေါ်လာမယ်ဆိုတော့ကျွန်တော်ပွဲနေမှာအတူတူစောင့်ကြည့်ချင်ခုံရအောင်ပါဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့အစီအစဉ်ကိုအများကြီးစောင့်ကြည့်အားပေးနေတဲ့ဆော့ကောပြိတ်သက်တွေအားလုံးအတူပဲကျေးဇူးတင်ပါခင်ဗျာနောက်အစီအစဉ်မှာပြန်လည်ဆုံတွေ့ပါမယ်